ဥစဉ်တို့ဗုဒ္ဓဘာသာဝင်သူတော်ဆင်းအပေါင်းတို့ရဲ့နေထူးနေမြတ်တရက်ဖြစ်တဲ့နေဝလာပြည့်နေ့အခါသမယလေးမှာအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်။အဲ့တော့နေဝလာပြည့်နေ့ကဘာနေ့လဲနေထူးနေမြတ်ဆိုတော့နော်အမေးလေးနဲ့အရင်စလိုက်မယ် question လေးနဲ့ပေါ့အားလုံးလဲပိတ်နေတဲ့ညံနေပွင့်တော့ ။ဦးဇင်းတို့မြန်မာတွေမှာ12လရှိတယ်လေ။တကူးကဆုံနေုံဝါဇဝါကောင်ကနေပြီးတော့တပေါင်းလအထိလာတိုင်းလာတိုင်းမှာဘာသာရေးနဲ့ပတ်သက်တဲ့ဘာသာရေးပွဲတွေရှိသလိုပိတကတော်မှာလာတဲ့နေထူးနေမြတ်တွေဆိုတာလည်းရှိတယ်။ဥပမာကဆုံလပြည့်နေ့ဆိုလို့ရှိရင်ဗုဒ္ဓနေ့ဗုဒ္ဓအခါတော်နေ့ပေါ့ အခါကြီးရဲ့ကြီးလို့လည်းပြောကြတယ်။တကြံတွင်းဆိုရင်လည်းဒီလိုပဲပေါ့။နှစ်အဟောင်းကနေပြီးတော့နှစ်တစ်ကိုကူပြောင်းတဲ့အချိန်အခါကြီးရဲ့ကြီးဆိုပြီးကုသူတွေပြုလုပ်ကြအထိမ်မှတ်ပွဲတွေပြုလုပ်ကြ။အခုကဲတကူပြီးပြီးကဆုံလဲပြီးပြီးနေုံလာရောက်ပြီးဒီနေ့ဆိုလို့ရှိရင်နေုံလာပြည့်နေ့နေုံလာပြည့်နေ့ကဘာခါတော်နေ့လဲ။နော်။အားလုံးမှတ်မိရရင်အားလုံးမေ့နေကြလို့ရှိရင်တတိယပြန်မေးလိုက်တာ။ နေုံလာပြင်းလေးကအခါတော်နေ့နဲ့ပြောမယ်ဆိုလို့ရှိရင်မဟာသမယအခါတော်နေ့ပေါ့နော်အစည်းဝေးပွဲကြီးစည်းဝေးပွဲဆိုတာအလုံးစုံညီကြတာပေါ့သာသနာတော်မှာဦးဇင်းတို့မထင်မှတ်ထားတဲ့စုံစည်းခြင်းပေါ့ဘလို့စုံစည်းကြတာတော့ဆိုတော့ရောဟိနီမြေကြီးကိုအကြောင်းပြုပြီးတော့ ကပိလဝုနဲ့ကောလိယတိုင်းသူတိုင်းသားတွေစစ်ဖြစ်တော့မဲ့အရေးမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကစစ်ဖြစ်လို့ရှိရင်အားလုံးတည်ကြည်ပျက်စီးမယ်ဟိုစစ်ဆိုတဲ့သဘောတရားကကောင်းတဲ့ဘက်ကိုဥတည်တာမရှိဘူးအဲ့တော့ကြောင့်အဲ့ဒီအရေးမြင်တော့ဘုရားရှင်ကိုရောမြတ်နှစ်ဖက်ကလည်းဘုရားရှင်ကိုရောမြတ်ကြီးအမျိုးတွေစီရောမျိုးတော်တွေဖြစ်တော့ပျက်စီးမှဆိုလို့တွားပြီးတော့မြက်လေကောင်းမှတရားဟောငြိမ်းချမ်းရေးတရားဟောပြီးတော့အားလုံး လက်နဲ့တချငြိမ်းငြိမ်းရွရွယူချပြီးတော့တုံးနဲ့တူချစ်ချစ်ခင်ခင်နေအဲ့ဒီအပြင်ကိုအဲ့ဒီနှစ်နိုင်ငံကနှစ်ပြည်တော်ကရှင်ပြန်တွေကမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကဒုအပေါ်မှာကျေးဇူးတရားကြီးမားတယ်ဆိုပြီးတော့ဒုကောလီယတိုင်းသူပြည်သားတွေတဲကလည်း250ဘောဘကပိလဝကလည်း250 အဲ့ဒီ250သောအမျိုးကောင်းသားတွေဝစ်ချင်တဲ့ပုံကူလေးပေါ့အဲ့ဒီပုံကူလေးကိုသာသနာတော်အတွင်းဝင်ကြမယ်သာသနာတော်အတွင်းပေးလူမယ်ဆိုပြီးတော့မြတ်စွာဘုရားသာသနာတော်အတွင်းကိုပေးလူကြပေးလူတော့အဲ့ဒီ250 250ဆိုတော့900သောယဟန်တွေပေါ့နော်ယဟန်တော်မဟုတ်သေးဘူးယဟန်တွေပုထုဇဉ်ယဟန်တွေအဲ့ဒီယဟန်တွေကဒါဒီအကြောင်းကတော့ဗုဒ္ဓဘာသာတော့ဖတ်ကြည့်ရင်သိနိုင်ပါတယ်နော်ဒါမဟာသံဃာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့က ဒီနေ့ဓမ္မဘဟုတုတာမျှဝေတာဆိုတော့ဒါလေးကဆက်ဆက်မိအောင်ပြောတာအဲ့တော့အဲ့ဒီ900တော့ယဟန်တွေဟာဝိဝိပြီးတော့မပြောကြဘူးပေါ့ဗျာဟိုဝိချင်းလို့သာဝိလာတာအိမ်မာက တချို့လဲဇန်ဒီမီးယားသမီးသားတွေကကြံနေခဲ့ကြတာဆိုတော့တူတူချင်းချင်းလိုရင်းပြောရရင်မပြောဘူးမပြောတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဒီယဟန်တွေကို ပြော တို့နဲ့ထိုက်တဲ့နဲ့တရားတွေပြီးပြီးတော့တရားအားထုတ်စီတယ်။တရားထုတ်စီတော့တို့တို့ချင်းချင်းလိုရင်းပြောရင်သောတာပန်တည်တယ်။နော်။အဲနောက်ဆုံးဘုရားရှင်ကိုရောမြတ်ကတရားအစဉ်မြင့်ပြီးတော့တို့တို့နဲ့လိုက်ဖက်မဲ့တရားတွေကိုထပ်ပြီးတော့ဟောကြားအားထုတ်စီတော့ယဟန္တာတွေဖြစ်ကြတယ်။အဲ့ဒီယဟန္တာဖြစ်တာကလည်းပဲဥစဉ်တို့ဟိုတပြိုင်နက်တည်းဖြစ်တာမဟုတ်ဘူး။ဇနုဘုရုံမှာကြာခံကြီးတဲ့ကကြာတယ်ဟာတပွင့် ပွင့်လိုက်ပြီဟောပြီးလို့ရှိရင်နောက်နေ့မှတပွင့်ထပ်ပွင့်နေဖူးနေတဲ့ပွင့်ဟောနောက်နေ့မှအဲ့လိုပဲရှေ့ကပွင့်တဲ့ပွင့်တဲ့နောက်ကပွင့်တဲ့ပွင့်တွေထပ်ပွင့်ထပ်ပွင့်အဲ့လိုပုံစံမျိုးဥပေါ်လွန်အောင်ပြောလို့ရှိရင်ဦးဇင်းတို့မိုးရင်မိုးပေါက်တရားပထမတစ်ပေါက်ကြပြီးပြီဆိုရင်နောက်ပေါက်တရားဟိုမှာရောက်လာတယ်ဟောပြီးလို့ရှိရင်နောက်ပေါက်တွေကြတယ်နောက်ပေါက်အဲ့လိုဇက်တိုက်ဇက်တိုက်ကြသလိုပဲတဲ့ယဟန္တာတွေအကုန်ဖြစ်ကုန်တာတဲ့တပြိုင်တည်းတော့မဟုတ်ပဲရှေ့စဉ်နောက်စဉ်နေဖြစ်တာပေါ့နော်အဲ့လိုဖြစ်ကုန်တော့ဦးဇင်းတို့ ရှင်းစင်နောက်ဆင်းအဲ့လိုယဟန္တာတွေဖြစ်တော့အဲ့ဒီယဟန္တာတွေကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးထံသွားပြီးတော့ယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်ကဒါယဟန်ကိစ္စပြီးတာပေါ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးထံကိုသွားပြီးတော့ယဟန္တာဖြစ်ကြောင်းသွားလျှောက်ထားကြမယ်ဆိုပြီးတော့ဖြစ်တဲ့ယဟန်ကသွားသွားပြီးတော့အားလုံးအဲ့ဒီယဟန္တာ900စလုံးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ထံမှာစုံရတယ်နော်ယဟန်တွေစုဝေးမိကြတယ်မဟာသမယဆိုတာဒါကိုပဲခေါ်တာဒါတင်ပြီးသလားဆိုတော့မပြီးသေးဘူး နတ်ပြည်ကမြမပြည်ကအဲ့ဒီနတ်ပြည်မြမပြည်ဆိုတာကလည်းဦးဇင်းတို့ဒီစက်ကြဝဠာတစ်ခုတည်းကနတ်တွေမြမတွေမဟုတ်ဘူးတဲ့စက်ကြဝဠာတိုက်တဲ့တောင်းကနတ်တွေမြမတွေဟာဦးဇင်းတို့ဟောဒီဒီစက်ကြဝဠာကိုလာပြီးတော့ဘလို့ကြောင့်လာတာတုံးဆိုတော့တို့ဖုရားရှင်ရဘူးမြဝချင်းဟာအင်မတန်မှကောင်းတယ်အင်မတန်မှမုံမြတ်တယ်အင်မတန်မှခဲရင်တယ်ဒါကြောင့်ဖုရားတော်ဖူးချင်းဟာလည်းပဲကောင်းမြတ်တဲ့အလုပ်ပဲဖုရားရှင်ကိုယ်တော်မြတ်ကတရားကိုနာရခြင်းဟာလည်းအင်မတန်မှကောင်းမြတ်တဲ့အလုပ်ပဲ တန်ဃာတော်ရှင်သူမြတ်တွေတန်ဃာတော်ရှင်သူမြတ်ဆိုတာတော့မှယဟန္တာတွေနော်အဲ့ဒီယဟန္တာတွေကိုဖူးမြင်ရခြင်းတန်ဃာတော်တွေကိုဖူးမြင်ရခြင်းဟာလေတမနာနေဆဒသနာမင်္ဂလာတွေကောင်းကျိုးတွေများစွာရတယ်သူသွားကြမယ်ဆိုပြီးတော့နေ့တိဗြဟ္မာတွေကစူယုံစူယုံပြီးတော့ဒီဆက်ကြဝလာလာစူးကြတာဘယ်တော့တောင်ပြောထားသလဲဆိုလို့ရှိရင်ရည်ရွယ်ပမာဏနေ့ဗြဟ္မာတွေရဲ့ရည်ရွယ်ပမာဏကအင်မတမများလွန်ကြီးတဲ့အတွက်ကြောင့်နဲ့နော် ဟိုအဘူးထဲမှာအတ္တိပြည့်ကျက်နေအောင်ထဲ့ထားသလိုအပေါက်ကြားတော့နေရာတနေရာလေးတော့အပေါက်ကြားမရှိဘူးလက်လက်တည်းနေရာမရှိဘူးအဲ့လောက်တော့များတယ်အဲ့ဒါလို့နတ်တီပြမတွေစူဝေးမိတဲ့အတွက်ကြောင့်လည်းမဟာသမယဖြစ်တယ်ဒါမဟာသမယဆိုတဲ့အဓိပ္ပာယ်ကဒါကြောင့်ခေါ်တာနော်ဦးဇင်းတို့ဒီနောက်ပိုင်းမဟာသမယတုတ်တော်ကိုရွတ်ဖက်နေကြတယ်ဦးဇင်းတို့လည်းရွတ်ဖက်တယ်ဦးဇင်းတို့တက္ကရာကမတွေလည်းရွတ်ဖက်နေကြတယ်ဒီမဟာသမယတုတ်က ဒီအချိန်မှာမြတ်စွာဘုရားရှင်ကိုတော့မြတ်ကြီးဟောကြားခဲ့တာပေါ့နော်အဓိကအပြင်ဟောတာကပုထုဇဉ်လူသားတွေကိုဟောတာမဟုတ်ဘူးနတ်တွေမြတ်မာတွေကိုဟောတာလူသားတွေတဲ့ကဆိုတော့ခုနကယဟန်900ယဟန်နာဖြစ်ပြီးတယ်ယဟန်900ပဲရှိတယ်ဂျန်တဲ့လူတွေမရှိဘူးနတ်တွေမြတ်မာတွေအဲ့တော့နတ်တွေမြတ်မာတွေကိုမြတ်စွာဘုရားရှင်ကိုတော့မြတ်ကြီးကမဟာသမယတုတ်တော်ဟောတဲ့နေရာမှာဟိုနတ်တွေမြတ်မာတွေကအင်မတန်မှများတော့ ဟောလိုက်လို့ရှင်ရင်အကျိုးရှိပါမလားမြတ်စွာဘုရားစဉ်းစားစဉ်းစားပြီးတော့ဘလို့ရွေးထုတ်လိုက်လဲဆိုတော့တရားရနိုင်တဲ့နေတည်ပြမားတွေတရားမရနိုင်တဲ့နေတည်ပြမားတွေအဲ့လိုရွေးထုတ်လိုက်တရားရနိုင်တဲ့ဘက်ကိုဥတည်ပြီးတော့တရားရနိုင်တဲ့အထဲမှာလည်းဥစဉ်တို့နေတည်ပြမားတွေထဲမှာဇယိုက်တွေရှိတယ်လေတချို့တရားကဇယိုက်ဒေါသဇယိုက်မောဟဇယိုက်ပညာဇယိုက်တတ္ထဇယိုက်ဇေယ6ပါးရှိတယ်။အဲ့ဒီဇေယိုင်းနဲ့အားလျော်စွာမြတ်စွာဘုရားတို့ကလည်းဟောတယ်။အဲ့တော့ပထမဆုံးဟောတာကတော့ မဟာသမယတုတ်တော်ကိုဟောတဲ့ယခုညွနေကြတဲ့မဟာသမယတုတ်တော်ပေါ့နော်အဲ့ဒီမဟာသမယတုတ်တော်အပြင်ကိုနောက်6တုတ်ရှိသေးတယ်နော်နည်း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 လေးလာထားတဲ့ပုံကူလို့ဆိုလို့ရှိရင်တော့သိမှာပေါ့မဟာသမယတုတ်ကပထမဆုံးဟောတဲ့မဟာသမယတုတ်လို့အားလုံးသိတဲ့မဟာသမယတုတ်ကတော့နတ်တိပြမာတွေရဲ့အမျိုးအနွယ်တွေနာမည်တွေအဲ့ဒါတွေကိုဟောကြားထားတာ အဲ့လိုဟောကြားတဲ့နေရာမှာလည်းမြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးတို့ကဒီနတ်ဗျမာ စီဝေးပွဲကြီးပေါ့ဗျာနော်ဆက်ကြောက်လာတက်တက်သောဟာတွေအကုန်ဒီရောက်နေတာနော်ဒီထဲမှာတော့တချို့နတ်မင်းတွေကဟိုတချို့တွေကဒီဘုရားဘာသာဝင်ကနေပြီးတော့နတ်ဖြစ်သွားတဲ့ဗျမာဖြစ်သွားတဲ့ပုံကူတွေကတရားအားထုတ်တမာပတ်တွေဝင်နေတဲ့အချိန်ဆိုတော့တခြားနတ်ဗျမာတွေသွားတော့မသိလိုက်ဘူးတမာပတ်ဝင်ပြီးထလာတဲ့အချိန်ကြောင့်မဟာတိတ်စိတ်ဘယ်ရောက်ကုန်တာတော့နတ်တွေဗျမာတွေ ြည်လိုက်တော့ဒီအကုန်ရောက်အဲ့တော့နတ်ပြည်မြမပြည်တွေမှာနတ်တီမြမတွေမရှိတော့သူတို့နေရာတွေမှာအကုန်ဒီရောက်ကုန်ဒီရောက်တော့ဒီလိုကြီးမားတဲ့အစည်းဝေးပွဲကြီးလူနဲ့ပြောမယ်ဆိုရင်ဟိုတနိုင်ငံလုံးကလူတွေတနေရာတွေရောက်သွားတယ်လို့ပေါ့ဗျာနော်အဲ့တော့အဲ့ဒါလို့အစည်းဝေးပွဲကြီးမှာမြတ်စွာဘုရားရှင်ကအကြီးဆုံးပေါ့အကြီးဆုံးဆိုတော့အင်မတန်မှ တာဝန်ရှိတယ်တဘာပတိပုဂ္ဂိုလ်တွေဟာဒီပွဲကြီးကိုဘလို့ထိမ့်မတော့ဒီပွဲကြီးကိုလူတွေအနက်တွေအခုကတော့နတ်ဆိုတော့နတ်တွေစိတ်ဝင်စားအောင်နှစ်သက်အောင်ဘလို့ခေါ်ရမတော့ဘလို့ထိမ့်သိမ်းရမလို့မြတ်စွာဘုရားကညံတော်နဲ့စဉ်းစားတော့အဲ့ဒီအချိန်မှာဒီတုတ်ကိုဒါနတ်တွေပြမာတွေကအင်မတန်မှနှစ်သက်ကြတယ်မျက်နှိုးကြတယ်ခေစကားနဲ့ပြောရင်ကြိုက်ကြတယ်ပေါ့ ။ဘာကြောင့်ကြိုက်တာဆိုတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအဲ့ဒီဟောတဲ့နေရာမှာဟိုဂုံကြီးတဲ့နတ်တွေရှိတယ်။တကူအောင်လို့ပေါ်ကြီးတဲ့တရားအစဉ်မြင်းတဲ့နတ်တွေရှိတယ်ပေါ့။အဲ့ဒီနတ်တွေမြန်မာတွေကိုအရင်ချီးကျူးထုတ်ဖော်ပြီးတော့မပြောဘူးတဲ့။ဂုံသေးတဲ့ဂုံသေးနှုတ်တဲ့ဥမာဘုံမစိုးတို့နော်လူတွေနဲ့အခုနီးကက်ကက်နေရတဲ့နတ်တွေရှိတယ်ပေါ့။ရုခစိုးတို့ရုခအိတ်တရိယဒီနတ်တွေရဲ့ဂုံနေနာမည်တွေသူတို့ကိုအရင် ရှေ့ဦးစွာထုတ်ပြီးတော့ဟောတယ်ဦးဇင်းတို့ခု login နဲ့ပြောမယ်ဆိုလို့ရှင်ပွဲတဲ့ပွဲမှာတဲ့နော်ဒါမဟာဗုဒ္ဓဝင်တွေကမင်းကိုဆရာတော်ဘုရားကြီးရဲ့မှတ်ချက်ပေါ့အစည်းအဝေးပွဲကြီးတစ်ပွဲမှာလူပေါင်းလဲများစွာရှိတယ်အဲ့ဒီထဲမှာရာဟုဂုံနေအနေနဲ့ပါတယ်အလဲလဲလဲပါတယ်အမြင်လဲပါတယ်အဲ့ဒီထဲမှာဂုံမြင့်တဲ့သူတွေကိုအရင်ရွေးထုတ်ပြီးတော့ဂုံမြင့်ကြောင်းနဲ့အရင်ပြောနေမယ်ဆိုလို့ရှိရင်ဂုံနှိမ့်တဲ့ပုံကိုယ်တွေကဂုံတော့ရှိတယ်မြင့်တဲ့လူတွေထက်နှိမ့်တဲ့လူပုံကိုယ်တွေပေါ့ အဲ့ဒီပုံကိုယ်တွေကစိတ်ပြတ်သွားနိုင်တယ်စိတ်ဝင်စားတော့ဘာဖြစ်လို့လဲဆိုတော့ဟိုစိတ်ပြတ်တဲ့ဆိုတာဂုံရင်းကကွာနေရလဲဖြစ်တယ်တာမန်ကဂုံရင်းကွာပါတယ်ဆိုမှဟိုကြီးခဲ့တဲ့ပုံကိုယ်တွေကသူတို့ကိုလည်းအရင်မပြောဘူးဂုံကြီးတဲ့ပုံကိုယ်တွေပြောလို့သူတို့မှအင်မတန်မှစိတ်တဲ့ပိုင်းဆိုင်ရာကဘယ်လိုပြောရမလဲဟိုစိတ်တဲ့အောက်ကြတော့မော်ဒီကြတယ်ပြောရမှာပေါ့နော်အဲ့လိုဖြစ်မှာဆိုလို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးက နော်ဂုံသီးတဲ့ပုံကူတွေကိုအရင်တရားဟောတယ်တရားထုတ်ဖို့ပြီးတော့ပြောတယ်ပေါ့သူတို့နာမည်တွေပေါ့အဲလိုပြောတော့နတ်တွေပြမာတွေကဂုံကြီးတဲ့ပုံကူတွေကဒါသူတို့လက်ရောက်လာမှာပဲဆိုတာသိတယ်လေသိတော့ဒီပွဲကြီးမှာဘယ်သူမှထမပြောင်းဘူးတရားတော်ကိုဒီမဟာသမယတုတ်တော်ကိုနာကြားကြနာကြားကြသလိုပဲအခုနောက်ပိုင်းလည်းပဲဒါမဟာသမယတုတ်ကိုအိမ်တစ်တက်တဲ့နေရာတွေပြီးတော့အဆောက်အဦအစ်စ်စောက်တဲ့နေရာတွေမှာ ရုပ်ဖက်တင်တယ်လို့အထာကရာမှာလည်းညွှန်ပြထားတာတွေရှိတယ် အဲ့တော့ဦးဇင်းတို့တို့ရဒါမဟာသမယတုတ်တော်ရဲ့အကြောင်းလေးပေါ့မဟာသမယအဲ့ဒီအချိန်မှာပဲအဲ့ဒီတတုတ်တဲ့ဟောတာလားဆိုတော့မဟုတ်ဘူးတခြားကြံတဲ့ဒီဇေယျအားလျော်ဆိုတာခုနကဦးဇင်းတို့ပြောခဲ့တဲ့ဇေယျအားလျော်ဆိုတာဟောခဲ့တဲ့တုတ်တွေရှိတယ်ဦးဇင်းတို့အဲ့ဒီတုတ်တွေကဘာလဲဆိုတော့ဇေယျ၆ပါးရှိတယ်ရာဂဇေယျဒေါသဇေယျမောဟဇေယျဝိတ္တဇေယျပြီးတော့တတ္တဇေယျပညာဇေယျအဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကနော်ရာဂဇေယျရှိတဲ့ပုဂ္ဂိုလ်တွေကိုတဲ့ တမ္မပရိပါဇနီယာတုတ်တဲ့နော်ပြီးလို့ရှိရင်ဒေါသဆရာရှိတဲ့ပုဂ္ဂိုလ်တွေကိုကလဟဝိပါဒတုတ်ပြီးမောဟဆရာရှိတဲ့ပုဂ္ဂိုလ်တွေကိုမဟာပြူဟတုတ်ပြီးလို့ရှိရင်ဝိတ္တဆရာရှိတဲ့ပုဂ္ဂိုလ်တွေကိုသုလပြူဟတုတ်နော်ပြီးတတ္ထဆရာရှိတဲ့ပုဂ္ဂိုလ်တွေကိုတုဝတကတုတ်ပညာဆရာရှိတဲ့ပုဂ္ဂိုလ်တွေကိုကြတော့ပုရပိတတုတ်အဲ့ဒါလိုခွဲခြားပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဟောကြားဟောတော့လူဆိုတာကကိုယ်စိတ်ရိုက်နဲ့ ကိုကိုညီတဲ့ဟာတွေကိုပြောလို့ရှိရင်ပူကြိုက်ကြတယ်ဥမာပရင်တဲ့သမားကပရင်အကြောင်းပြောလို့ရှိရင်ပူပြီးသဘောကျတယ်လို့ပူပြီးတော့လည်းစိတ်ဝင်စားတယ်ပူပြီးတော့လည်းနားလည်ရလွယ်တယ်တန်ခါသမားကိုတန်ခါအကြောင်းပြောမှတန်ခါသမားကိုပရင်အကြောင်းတော့ပြောလို့မရဘူးအဲဒါလို့ဆိုတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ကတရားတွေရဲ့အစ္ဆာတရားအလိုတွေကိုသိတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကအဲ့လိုရွေးထုတ်ပြီးတော့တရားရာဂဆက်ရှိတဲ့ပုဂ္ဂိုလ်တွေကိုရာဂဆက်ရှိသည့်အားလျော်စွာ ဲ့လိုဟောလိုက်တာခုနှစ်တုပ်ဖြစ်သွားတယ်နော်ခုနှစ်တုပ်ဆိုတော့မဟာသမယတုပ်ဆိုတာကတသက်အဲ့ဒီမှာပဲမဟာသမယတခြားနာမည်နဲ့အဲ့ဒီအချိန်မှာပဲဟောခဲ့တဲ့တုပ်က6တုပ်ရှိသေးတယ်အဲ့ဒီ6တုပ်ကယာကဇေယ6မျိုးကိုအကြောင်းပြုပြီးတော့ဟောခဲ့တဲ့6တုပ်နော်အဲ့တော့အလုံးကမဟာသမယတုပ်လို့ပြောပြီဆိုလို့ရှိရင်သူတို့ကဟို ခုယူနေတဲ့မဟာသမယတုတ်လူပဲမြင်တာမဟာသမယတုတ်တော်ကြီးက9တုတ်ရှိတယ်ဦးဇင်းတို့တုတ်တာနိဗ္ဗာန်ပါဠိတော်တွေထဲမှာဂါထာတွေနဲ့ရှိပါတယ်နော်ဖုန်းတွေထဲမှာလည်းတို့တကူကြည့်လို့ရသလိုစာအုပ်တွေဝယ်လိုက်ရင်လည်းရပါတယ်မဟာသမယတုတ်ဒီအဖွင့်ကျမ်းတို့မဟာသမယတုတ်မဟာသမယတုတ်တော်များတို့နော်ဒီစာအုပ်တွေရှိပါတယ်အဲ့ဒီစာအုပ်တွေထဲမှာလည်းရှိတယ်အဲ့တော့အဲနောက်ဆုံးအဖြစ်ပြောချင်တာကဒီယနေ့ယခုလိုမျိုးနေဝင်လာပြီမဟာသမယအခါတော်နေ့မှာ မဟာသမယတုတ်တော်ကြီးဟာဒီလိုဖြစ်ပေါ်လာတာပါပဲလား။ဩမဟာသမယတုတ်တော်ရွတ်မယ်ဆိုလို့ရှိရင်နတ်တွေပြမာတွေဟာချစ်ခင်ကြတယ်စောင့်ရှောက်ကြတယ်လို့ဒီလိုရေယုံကြီးကြီးနဲ့ဒီလိုအတ္တိတရားလေးတွေဓမ္မဘုဒ္ဓတလေးတွေရအောင်ဆိုပြီးဦးဇင်းတို့ကဒီဗီဒီယိုလေးဖန်တီးလိုက်တာနောက်တစ်ခုကနတ်တွေပြမာတွေနဲ့နတ်တွေပြမာတွေရဲ့တတ်တန်းနဲ့ယခုလူတတ်တန်းနဲ့ကြည့်မယ်ဆိုရင်ပေါ့နော်။ဘာကြောင့်ဒါကိုကြည်ခိုင်းတာတော့ဆိုတော့ အခုဦးဇင်းတို့လူသက်တမ်းနဲ့ကြည့်မယ်ဆိုရင်ဘုရားရှင်ကိုရောမြတ်ကြီးပြိဋိဘတ်ဆောင်တော်မူခဲ့ပြီတာနှစ်ပေါင်း2600ကျော်ပြီပေါ့နော်2500ကျော်ပြီဆိုတော့အရှင်ပြအဲ့ဒါဆိုရင်နေတည်ပြမာတွေကဒါတွေမှတ်ကောမှတ်မိနေနိုင်ဦးမလားချစ်ကောင်သူတို့ကဒီဟာတွေနားလည်နေဦးမလားဘာလို့လဲဘာလို့လဲဆိုတော့နှစ်ပေါင်းနဲ့ကြာဝိုင်းဖျားဆိုတော့ဦးဇင်းတို့လူသက်နဲ့နတ်သက်ကိုကြည့်မယ်ဆိုလို့ရှင်နော်ဒီဟာဟောခဲ့ပြီတာနှစ်ပေါင်း2000ကျော်ဆိုတာက လူနှစ်100ဆိုမှတာဝရင်္ဇာနဲ့တည်းတည်းရရှိတာအဲ့လိုဆိုတော့ဥပမာနှစ်ပေါင်း100တာဝရင်္ဇာနဲ့ပဲတွက်ကြည့်လိုက်ပေါ့နှစ်ပေါင်း100 100 100နဲ့เนาะ100ကဆိုလို့ရှိရင်100ရက်100ကဆိုလို့ရှိမှ1000ဖြစ်သွားတယ်ခုက2000ကျော်ဆိုတော့တို့ရှိမှရပိုင်းမရှိအောင်ပါအဲ့ဒီတွဲကြောင့်အဲ့ဒီမဟာသမယတုတ်တော်ကို나ကြားရတဲ့နှက်တွေဟာလည်းနှက်ပြီမှရှိနိုင်သေးတယ် ရှိနိုင်သည်သည်ဖြစ်တဲ့အတွက်ကြောင့်ဒီမဟာသမယတုတ်တော်ကိုဦးဇင်းတို့ကရွတ်မယ်ပူဇော်မယ်ဆိုလို့ရှိရင်ဒီနှစ်တွေသာတကယ်ကြားမယ်နားနိုင်မယ်ဆိုရင်ကိုကိုချစ်အောင်ပါစောင့်ရှောက်အောင်ပါမျက်နှာကြအောင်ပါပဲ။ဘာကြောင့်လဲသူတို့ရဲ့အမျိုးနွယ်တွေအမိတွေယာထူးတယ်။ဒီမဟာသမယတုတ်တော်ထဲမှာပါတယ်လေ။ပါတာဖြစ်တဲ့အတွက်ကြောင့်ကိုကသာဓာရွတ်နေလို့ဒီနှစ်တွေသာတိသွားမယ်ဆိုရင်သူတို့လည်းဝမ်းမြောက်ဝမ်းသာတွေဖြစ်ပြီးကုသိုလ်တွေရတယ်လို့ကိုကိုလည်းချစ်ခင်စောင့်ရှောက်မှုတွေဖြစ်လာနိုင်တယ်။အောက်တော့ ဒီမာသမ ्या တုတ်တော်ဟာဒီလိုတွေရှိပါလားဆိုတာကိုအလုံးသဘောပေါက်ပြီးတော့မာသမ ्या တုတ်တော်ကြီးကိုဒါဒီနေ့နေုံလာပြည့်မဟာသမ ्या အခါတော်နေ့မှာစပြီးတော့အလုံးယုံယုံကြည်ကြည်နဲ့ရုပ်ဘက်ပူဇော်ရကုသိုလ်တရားများတိုးပွားနိုင်ကြပါစေဗျာ